ယုတ်ခန္ဓာကိုယ်ကြီးကပြင်းပြင်းသလောက်ပြင်းနေစင်တဲ့အမြတ်ဘလောက်ပဲပြင်းပြင်း getting older and older တနေ့ပြီးတနေ့ older မှာပဲဒါသူ့သဘောပဲသူ့ကိုဘလောက်ပြင်းပြင်းဘလောက်ထိန်ထိန်နော်ပြင်မတော့အောင် botox ထိုးလဲတွတ်မှာပဲနော်မရဘူးမိကတ်တွေလိမ့်လဲမရဘူးသဘင်ဆေးဆိုးလဲတချောင်းကြီးတချောင်းဖြူးလာမှာပဲမရဘူး ွားလည်းပဲကျိုးမှာပဲကျိုးချိန်ကြအဲ့တော့ယုတ်ခန္ဓာကိုကြီးကဘလောက်ဖဲပြင်းပြင်းတဖြည်းဖြည်းဆွေးလာတာဆွေးလာတဲ့သဘောဟာသူ့မှာရှိအဲ့လိုတဖြည်းဖြည်းဆွေးလာတတ်တဲ့ယုတ်ခန္ဓာကိုကြီးကိုတကယ်ပြင်းနေလို့ရှိရင်အကျိုးရှိသလားလို့ဆိုတော့အားမအကျိုးမရှိဘူးဒါကြီးပြင်းလို့ပါအဲ့တော့ပြင်းရမှာပါတော့ဆိုစိတ်ဟောလူရဲ့စိတ်ကလေးကိုပြင်းရမှာဘာလို့လဲဆိုတော့လူတွေမှာကြည့်လေ အော်ဒီလူကစိတ်ကောင်းတယ်ဒီလူကစိတ်မကောင်းစိတ်ကောင်းတဲ့လူနဲ့စိတ်မကောင်းတဲ့လူမျက်နှာမှာလားပေါ်နေတာစိတ်ကောင်းနှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာချိုးပြုံးပြီးတော့မေတ္တာနှလုံးသားပိုင်ရှင်မျက်နှာကချီလင်းတယ်အေးဒေါသကြီးတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာဆိုလို့ရှိရင်နော်စုပုတ်နေတယ်စုပုတ်နေတာဘယ်သူမှအဖက်မလို့တယ်လို့ပုံစံမျိုးကြီးဖြစ်နေဘာလို့လဲဆိုစိတ်ကူอ่ะ စိတ်ဖြစ်တော့မျက်နှာမှာလာပေါ်နေတာပေါ့အဲ့ဒီဟာကလည်းစိတ်ခဏခဏတူတတ်တဲ့လူရဲ့မျက်နှာဒီရည်ရွပြုံးရည်မရသောမျက်နှာမျိုးကြီးဖြစ်တတ်တယ်ဟုတ်တယ်အဲ့ဒါလေတချို့မျက်နှာကြတော့ကြည့်လိုက်လို့ရှင်မပြုံးဝင်မဲ့လို့ပြုံးနေတယ်လို့မြင်နေရပေါလို့တော့ဆိုရင်သူ့စိတ်ကိုကြည်လင်းနေတာမေတ္တာတက်ဝင်ကြည်လင်းနေတဲ့ပုဂ္ဂိုလ် အဲပြုံးမရတဲ့မျက်နှာတွေနဲ့ဒါမျိုးဖြစ်တာပေါ့